မင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇွန်လ28ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ် တော်ဝင်လျက်စီးကြောင်းရဲပေါ်များကမ်ပိန်းနဲ့ project အသီးသီးမှပြည်သူထောက်ပံ့ငွေများနဲ့လက်နက်ခဲယံတွေစစ်အုံဆောင်ပစ္စည်းများတက်ဆင်ပေးရတဲ့တရင်ကို တင်ပြပေးကြပါရယ်အမျိုးသားညီညွတ်ရေးဆိုရာနေပြည်တော်စစ်တိုင်းတရင်အမှတ်808 Riot Thunder Column တော်ဝင်လျက်စီးစစ်ကြောင်းမှရခင်ပြုလုပ်ခဲ့တဲ့ကမ်ပိန်းနဲ့ project များဖြစ်တဲ့နေမြေတိုက်ယူကြည်တောင်ကူကမ်ပိန်း မြေကွက်လေယူဂန်လေကူ project sheets for 3 campaign တို့မှရရှိတဲ့ပြည်သူထောက်ပံ့ငွေများအားတရင်မှလိုအပ်ချက်များကိုအချိန်ကာလအားလျော်စွာဝယ်ယူဖြည့်တင်းခဲ့ကြောင်းသတင်းထုတ်ပြန်ပါတယ်။အဆိုပါလက်နက်ခဲယံအုံဆောင်များအားရှေ့တန်းတိုက်ပွဲဝင်လျက်ရှိတဲ့ရဲဘော်များအားတက်ဆင်ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ campaign နဲ့ project တည်တည်မှပါဝင်ပေးကြတဲ့ထောက်ပံ့ပြည်သူများနဲ့နိုင်ငံတကာမှ fundraiser effort များအားကျေးဇူးတင်ရှိကြောင်းနဲ့လိုအပ်ချက်များစွာဆက်လက်ရှိနေသည်ဖြစ်၍လာမယ့် project နဲ့ challenge များမှာလည်း ်ထပ်မံပါဝင်ပေးကြပါရန်တိုက်တွန်းထားပါရခင်ဗျာဆလဘီစစ်တောင်းမြင်ဝမ်းကတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား9ဦးသေဆုံးပြီး22ဦးအဖမ်းဆီးရမိခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ် ပဲခူးတိုင်းကြောက်ကြီးမြို့နယ်အတွင်းရှိစစ်ကောင်စီတပ်များကိုတိုက်ခိုက်ခဲ့တဲ့စစ်တောင်းမြဝန်းစစ်စင်ရေးအတွင်းစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသခွဲကထုတ်ပြန်ထားပါတယ်။အမှတ်နှစ်စစ်ဒေသခွဲ JOC ရဲ့ကွက်ကဲမှုနဲ့ PDF နဲ့ KNLA တို့ပူးပေါင်းကဇွန်လ26ရက်နေ့ကစစ်ကောင်စီတပ်များကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ9ဦးထက်မနည်းသေဆုံးခဲ့ပြီးအထိကိုက်များစွာနဲ့ကစင်ကလေးအဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်စစ်ကောင်စီအဖွဲ့ဝင်22ဦးကိုစစ်တုံးပန်း ဖြင့်ဖမ်းဆီးရရှိခဲ့ကလက်နက်မျိုးစုံ22လက် ခဲရဲနဲ့အချောင်းစစ်တုံးပစ္စည်းအမြောက်အများကိုတင်းစီရရှိခဲ့တယ်လို့သိရှိရပါတယ်။ဖန်းစီရရှိခဲ့တဲ့စစ်တုံးပန်းများကိုဂျနီဗာကွန်ဗင်းရှင်းနဲ့အညီစနစ်တကျထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။ယခုစစ်စင်ရေးကိုပြည်သူ့ကာကွယ်တပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဒေသဂျီဝါ25တရင်3900နှင့်အထူးကွန်မန်ဒိုတရင်စပင်ဝါရီယာကော်လန်ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တရင်ရှင်းနဲ့တရင်ကိုတို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဆလဘီကံဘလူမှာစစ်ကောင်စီစစ်ကြောင်းကပြည်သူကိုအာညှဉ်းပန်းနှိပ်စက်ပြီးလဲလီတက်ဖြတ်ခဲ့တဲ့တရင်ကိုတင်ပြပေးကြပါရစေ။သကိုင်းတိုင်းကံဘလူမြို့နယ်ဇီကုန်းတိုင်းနယ်အတွင်းရှိကျေးရွာများအားစစ်ကောင်စီကစစ်ကြောင်းထုတ်ဝင်ရောက်ကအပြစ်မဲ့ပြည်သူကိုအူကိုညှဉ်းပန်းနှိပ်စက်လဲလီတက်ဖြတ်ခဲ့တယ်လို့ကျွန်းလာကံဘလူတက်ကြွလှုပ်ရှားသူများဖွဲ့ကထုတ်ပြန်ထားပါရစေ။ ဇွန်လ23ရက်နေ့မနေ့7နာရီခွဲအချိန်မှာစစ်ကောင်စီနဲ့ပြူစောတိပူပေါင်းအင်အားတရာခန့်ဟာဝက်တူတောင်ရွာမှတစင်တပြေးသားရွာနဲ့တောင်ကုန်းရွာတို့ကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်ဝင်ရောက်လာကပြည်သူများကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခဲ့တာလို့ဆိုပါတယ်ဖမ်းဆီးတပ်ဖြတ်ခံရသူတွေဟာတပြေးသားရွာမှစွန့်အာနေသူဥလှိုင်းဇာဇာ90နှစ်ဥအောင်နိုင်45နှစ်ဥတယုတ်ကြီး45နှစ်ကိုမျိုးထက်34နှစ်ဖိုကုံးမှဥဝင်း53နှစ် ဦးချစ်ဝင်း60နှစ်ကြောင်းကုန်းမှာကိုသိန်းတို38နှစ်ဦးမြင့်မောင်45နှစ်နဲ့ဦးမျိုးစန်း45နှစ်တို့ဖြစ်ကြပြီးအများစုဟာလက်ပြန်ကျိုးတုတ်ကညှင်းပန်းနှိပ်စက်တက်ဖြတ်ခံခဲ့ရတာဖြစ်ပြီးတူဦးကမိရှုတက်ဖြတ်ခံခဲ့ရကြောင်း သိရှိရပါတယ်။ဒါပြင်စစ်ကောင်စီစစ်ကြောင်းဟာပြည်သူပိုင်နေမျိုးကိုမိရှုဖျက်ဆီးခြင်းနဲ့တံမိုးကြီးပစ္စည်းများကိုခိုးယူခြင်းတို့ကိုလည်းဇွန်လ25ရက်နေ့အထိ၃ရက်ဆက်တိုင်းကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။ ၎င်းစစ်ကြောင်းဟာဇွန်လ26ရက်နေ့မှာတပြေးသားရွာနဲ့ကျောင်းကုန်းရွာမှာထွက်ခွာခဲ့ပြီးဇီးကုန်းတကြဆက်ကိုဝင်ရောက်သွားကထိုမှတဆင့်နေ့လယ်12နာရီခန့်မှာဂွေးကုန်းရွာကိုရောက်ရှိသွားတယ်လို့သိရှိရပါပါတယ်ခင်ဗျာ။ နောင်ချိုမြို့မှာစစ်ကောင်စီတပ်မှဟာဝေဇာလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်ပြည်သူတူတန်ရာရရှိခဲ့ပြီးနေအိမ်၃လုံးထိမှန်ပျက်စီးခဲ့တဲ့သတင်းကိုတင်ပြပေးကြပါရစေ။ဇွန်လ26ရက်နေ့နနက်7:30မိနစ်အချိန်မှာနောင်ချိုမြို့ဈေးရက်နေမြေကိုးမှာတပ်မဟာ၃နေမြေတွင်းမှာတိုက်ပွဲဖြစ်ပွားခြင်းရှိပဲစစ်ကောင်စီတပ်မှဟာဝေဇာလက်နက်ကြီးနဲ့၄လုံးပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူတူထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီးစစ်ရှောင်နေတဲ့နေအိမ်၃လုံးထိမှန်ပျက်စီးသွားခဲ့ကြောင်း PSLF TNLA မှသတင်းထုတ်ပြန်ထားပါရစေ။ အလားတူဇွန်လ25ရက်နေ့ည10:45မိနစ်အချိန်မှာလေစစ်ကောင်စီတပ်မှပြစ်ခတ်လိုက်တဲ့လက်နက်ကြီးရှင်းလုံးဟာနောင်ချူမြို့ဇေယက်ကွယ်နေမြေ30မှာနေနှလုံးထိမှန်သွားခဲ့ပြီးအချို့မှာကြောက်ကူဖုံးကြောင်အောက်ဖက်တောထဲမှာကြောက်ရောက်ပောက်ကွဲသွားခဲ့တယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိတဲ့ပြည်သူများကိုအရေးပေါ်စေကူတာပေးခဲ့ပြီးလက်နက်ကြီးထိမှန်မီးလောင်သွားတဲ့နေအိမ်များကိုနောင်ချူမီးသက်တပ်ဖွဲ့နဲ့ပြည်သူများမှတွားရောက်မီးငြိမ်းသက်ပေးခဲ့ရတယ်လို့သိရှိရပါတယ် ဒါပြင်ဇွန်လ25ရက်တရက်တွင်နောင်ချိုမြို့နယ်ရှိ နောင်လင်းနောင်အော်လုံစံနှင့်နောင်ဖာကျေးရွာတွေအတွင်းမှတိုက်ပွဲဖြစ်ပွားနေချိန်တွင်စစ်ကောင်စီတပ်မှဒရုန်းနှင့်ဘုံး28လုံးလက်နက်ကြီး68လုံးပစ်ကူပေးခဲ့တယ်လို့ဆိုပါတယ်။ နောင်လင်ကျွာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှဒရုန်းနဲ့ပုံဆက်လေးလုံးနဲ့လက်နက်ကြီး54လုံးတို့ကိုပစ်ကူတိုက်ခိုက်ခဲ့ကာနောင်ဩကျွာမှာစစ်ကောင်စီတပ်မှဒရုန်းနဲ့ပုံ9လုံးနဲ့လက်နက်ကြီး9လုံးတို့ကိုပစ်ကူတိုက်ခိုက်ခဲ့ပြီးလုံဆောင်ကျွာကိုလည်းဒရုန်းဖြင့်ပုံလေးလုံးနဲ့လက်နက်ကြီး9လုံးတို့ကိုပစ်ကူတိုက်ခိုက်ခဲ့တယ်လို့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အော်မခါကျွာဘက်ကလည်းဒရုန်းနဲ့ပုံ3လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ နောင်ဘူကျွော်ကို PNU ပြည်သူစစ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာပြည်သူတူဒဏ်ရာရှိခဲ့တဲ့တရင်ကိုတင်ပြပေးကြပါတယ်။ရှမ်းပြည်တောင်ပိုင်းစီဆိုင်မြို့နယ်နောင်ဘိုကျွော်ကိုစစ်ကောင်စီတနေ့၎င်းတို့လက်အောက်ခံ PNU ပြည်သူ့စစ်ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတို့ထံရရှိခဲ့တယ်လို့ PNL ကသတင်းထုတ်ပြန်ထားပါတယ်။ ဇွန်လ25ရက်နေ့ည8:00နာရီအချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းရှိပြီးနောင်ဘူကျွာကို60မမလက်နဲ့ကြီးနဲ့9ချိန်တိုင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်အသက်49နှစ်အရွယ်မိုးဒုံဆိုသူလက်နဲ့ကြီးထိမှန်တရားရရှိခဲ့ပြီးနေအိမ်လဲပျက်စီးခဲ့ရတယ်လို့သိရှိရပါတယ်။ထိခိုက်ဒဏ်ရာရရှိသူကိုပို့အုပ်မျိုးသားလွမြောက်ရေးအဖွဲ့ချုပ် PNL PNL ကယ်ဆယ်ရေးတပ်ဖွဲ့မှတွားရောက်ကယ်ထုတ်ကာကုသမှုပေးနေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဆလဘီဂျယ်နီမဟာမိတ်ထောက်ပို့တပ်ပေါင်းစုအဖွဲ့အားတနင်္သာရီတိုင်းစစ်ဌာန၏ထောက်ပို့အဖွဲ့စည်းဖြင့်ထုတ်ပြန်ကြေညာလိုက်တဲ့သတင်းကို တင်ပြပေးကြပါမယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့မတရားအာဏာလုယူပြီးတဲ့အချိန်မှစ၍ယနေ့အထိတိုင်အောင်စစ်အာဏာရှင်ကိုစန့်ကျင်တော်လှန်နေကြတဲ့ပြည်သူများနဲ့အတူပူးပေါင်းကတော်လှန်ရေးလုပ်ငန်းစဉ်အားအစဉ်တစိုက်လှုပ်ဆောင်လာခဲ့တဲ့ဂျေနီမဟာမိတ်ထောက်ပို့တပ်ပေါင်းစုအဖွဲ့နဲ့တနင်္သာရီတိုင်းစစ်ဌာနတို့အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက်2025ဇွန်လ22ရက်နေ့မှာနားလည်မှုစာကျွမ်းလွှာအားနှစ်ဖက်သဘောတူလက်မှတ်ရေးထိုးပြီးအတည်ပြုခဲ့ပြီးဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ ထို့နောက်လည်းမူစာကျွန်းလာပိုက်တေအရာဂျယ်နီမဟာမိတ်ထောက်ပို့တပ်ပေါင်းစုအဖွဲ့ဖွဲ့စည်းခြင်းနဲ့တူဂျယ်နီမဟာမိတ်အမှုဆောင်အဖွဲ့ဝင်များအဖွဲ့စည်းများအားတနင်္လာရီတိုင်းစစ်ဌာနရဲ့ထောက်ပို့ရဲဘော်များအဖြစ်၎င်းထောက်ပို့အဖွဲ့စည်းများအဖြစ်၎င်းအသိမှတ်ပြုကြောင်းကြေညာခဲ့ပါရခင်ဗျာဆလဘီမြန်မာစစ်တပ်မှအာဓမစုဆောင်ခံရသူ၅ဦးတော်လန်ရေးအဖွဲ့များထံအလင်းဝင်ရောက်လာတဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ ဇော်လ25ရက်နေ့မှာရန်ကုန်ကျိုးပြူအမှတ်၄တန်းမြင့်လေးကျင်ရေးတင်တန်းကျောင်းမှာစစ်မှုထမ်းအပတ်စဉ်30မှာလူငယ်နှုတ်ဟာရှေ့တန်းစစ်မြေနာမှာထွက်ပြေးလာပြီးဟုံးမလင်းမြို့နေပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပတန်းခေလုံးခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။၎င်းတို့ဟာလက်ရှိမှာ ပကပအဖွဲ့ကကောင်းမွန်စွာဆောက်ရှောက်ထားကြောင်းသိရှိရပါတယ်။ထို့အတူဇွန်လ24ရက်နေ့မှာကိုလှမြို့ထွန်းကိုပိုင်မန်းပါစာတင်9236 ချမ်းပြေအောင်ကိုပိုင်မန်ပါစာတင်ငါ2823နဲ့ငိမ့်သူအောင်ကိုပိုင်မန်ပါစာတင်ငါ2829တို့ဟာမြန်မာစစ်တပ်မှာအာဓမစုဆောင်ခံရပြီး ရာကာတာတီဘာထူးတင်နှန်းကြောင်းမှာ3လတာစစ်တင်နှန်းတက်ရောက်ခဲ့ကြရပြီးဇွန်လ16ရက်နေ့မှာပခုတ်ကူမျိုးတက်မ101လောက်ခန်းတရင်251တို့ပို့ဆောင်ခံခဲ့ရကစစ်တပ်လောက်မှာဆက်လက်မနေထိုင်လို့တဖြင့်ဇွန်လ24ရက်နေ့မှာထွက်ပြေးခဲ့တယ်လို့သိရှိရပါတယ်။၎င်းတို့အား Burma Revolution Rangers တပ်ဖွဲ့ကတွားရောက်ခေါ်ဆောင်ခဲ့ပြီး၎င်းတို့ရဲ့မိသားစုများရှိရာသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ယခုတင်ပြခဲ့တဲ့စီးရီးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောင်းတာဂီနဲ့ခါရှယ်တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါ